တော်တော်များများမိပါကြမှာအဆင်ပြေတာတွေရှိတယ်ပြဿနာတွေရှိတယ်အချင်းချင်းနားမလည်တာတွေရှိတယ်ဘာကြောင့်ဒီလိုမျိုးတွေဖြစ်ကြလဲဒီလိုပြဿနာတွေကိုဘယ်လိုကင်ပြေဖြေရှင်းမလဲဆိုတာကိုသိရဖို့အတွက်ဆရာဝန်ကြီးညီစိတ်ပညာကိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါသဘီဒီကနေ့တာသမီကြမှာဘယ်လိုအချက်အလက်တွေကပြဿနာတွေဖြစ်စေနိုင်လဲဆရာโอเคသာသမီနဲ့မိပါကြမှာဘာကြောင့်ပြဿနာလေးဖြစ်လဲဆိုရဲမိကုန်းကိုစဉ်းစားမိတော့ဘာသွားတွေ့ရလဲဆိုတော့ သာသမီကပေးဆက်နိုင်တဲ့ပမာဏထက်မိဘကလူကျင်တောင်းတမှုများနေတဲ့အခါမှာမိဘလူကျင်တာဒီသာသမီမပေးဆက်နိုင်တဲ့အခါမျိုးတွေမှာဆရာတို့ပြဿနာဆဖြစ်ပါတယ်မိဘနဲ့သာသမီမှာမိဘလူကျင်တဲ့အာတီတာနဲ့သာသမီပေးဆက်တဲ့အနေအထားလွဲဟသွားရင်ပြဿနာတွေပြိပခါတွေမပြေလည်မှုတွေဆဖြစ်တယ်လို့ဆရာအသုံးသက်ချင်ပါတယ် ဟိုခုနကပြောတဲ့မိဘကလည်းဖြစ်စေခြင်းနဲ့ဆန္ဒနဲ့သတ္တမိတွေကလည်းဟိုပေးစနိုင်တဲ့ဒီဆန္ဒတွေကြားမှာပေါ့နော်ဘလို့အပေးယူညှိနှိုင်းမှုတွေရရှိတယ်လဲဆရာမိဘတွေဒီကိုလိုချင်တာကိုအရန်တောင်းဆိုတယ်သတ္တမိကလည်းကိုလိုချင်တာကိုကိုလှုပ်ချင်တာကိုလှုပ်တယ်အဲ့အခါမှာသတ္တမိကပါနှက်ဖို့လိုပါတယ်ဟုတ်မိဘတွေလည်းစိတ်ချမ်းသာပြီးကိုလိုချင်တာလည်းဖြစ်အောင်ဆရာတို့ဆောင်ရွက်နိုင်ရတယ်အဲတချို့ဆိုခက်ကြမ်းကြမ်းအောင်ပြောတယ်မိဘသားကနားထောင်ကြမလို့မိဘသားကနားထောင်ရင်တိတ်တထောက်တော့ဖျားမဖြစ်ဘူး ဆိုရဲဒါလူငယ်တွေရဲ့မှားယွင်းတဲ့အတွေးလည်းဖြစ်နေတော့သို့သောတချို့ကိစ္စတွေမှာတော့မိဘစကားနားထောင်ဖို့လိုတယ်ဒါပေမဲ့ကိုလှုပ်ချင်တာကိုလည်းဘောင်တွေကနေပါနက်စွာလုတ်ကင်တက်ဖို့လိုတယ်ဆရာတို့မှာဒီလုပ်ငန်းခွင်မှာ gain နဲ့စာအုပ်တို့ရှိတယ် how to handle with your boss ပေါ့နော်မင်းတထေးကိုဘယ်လိုကင်တွယ်မလဲဆိုရဲ စာအုပ်ထဲရလိုပဲ how to handle with your parents ပေါ့မိမိဘကိုဘလို့ကင်တွင်မလဲဆိုပြီးတော့မိဘကိုကင်တွင်တတ်ဖို့လိုတယ်တခါတရံမှာတော့မိဘတွေဟာသားသမီးတွေနဲ့အဆင်မပြေတာကတော့မိဘတွေရဲ့ပညာရေး background လည်းပြောချင်ပါပညာရေး background တော့မိဘတွေကိုပညာမတက်ဘူးလို့ဆရာနှိမ့်တာမဟုတ်ဘူးသူတို့ခေတ်အခါမှာသင်ခဲ့တဲ့ပညာရက်ကအခုခေတ်မှာခေတ်မမီတော့ သူတို့ခေတ်ကာလမှာမရှိခဲ့တဲ့ပညာရက်တွေပေါ်လာပြီသူတို့တွေသင်ခဲ့ဘူးမယ်ဘိုင်ကိုသင်ခဲ့ဘူးမယ်ကီမစီသင်ခဲ့ဘူးမယ်ဒါပေမဲ့အခုချိန်မှာဘိုင်ယိုကီမစီတွေပေါ်လာပြီ IT ဆိုတဲ့ပညာရက်တွေပေါ်လာပြီ AI လိုဟာမျိုးပေါ်လာပြီအဲ့ဒီမှာမိဘနဲ့သားသမီးဟာပညာရေး background မတူခေတ်ကာလမတူမှုတွေကိုနောက်ခံပြုပြီးတော့ကျွန်တော်တို့ပြဿနာတွေတက်ကြတာကိုတွေ့ရပါတယ်ဟုတ်နောက်ထပ်မေးချင်တာကလေသားသမီးကောင်းဖြစ်ဖို့အတွက်သားသမီးတွေကဘာလိုအပ်လဲမိဘကောင်းဖြစ်ဖို့အတွက်ကရောမိဘတွေကဘာလိုအပ်လဲဆိုတာလေးလည်းကြံပေးပါအောင်ဆရာ โอเค very good အဲ့တော့မိဘအကောင်ဖြစ်ဖို့အတွက်ကတော့ကိုယ်သားသမီးကိုဘာဆိုတာတကယ်သိဖို့လိုပါတယ်ဆရုပမာတွေကရည်ရတယ်သားသမီးကိုချစ်ရင်သူတို့ရှေ့မှာချစ်ချောင်းမပြနဲ့အိတ်တုံးခိုးနှံလို့တင်ကြတယ်သူတို့မမထန်ထန်ဆက်ဆံပေါ့ totally wrong ပါတယ် totally မှားပါတယ်အဲ့တော့သားသမီးကိုချစ်တယ်ဆိုလို့ရှိရင်ဒီသားဟာပကြီးဝါသနာပါနေတာလားဒီသားဟာ သရုပ်ဆောင်လုတ်ချင်တာလားဒီသားဟာဘာဖြစ်ချင်တာလားဆိုတော့ဆရာတို့ပံ့ပိုးပေးဖို့လိုပါတယ်ဟုတ်ကလေးရဲ့ဝါဒနာနဲ့လူငယ်တယောက်စွန့်စားခြင်းတဲ့ကိစ္စကိုမသိဘဲနဲ့ကိုဖြစ်ချင်တာကိုပဲအတင်းကားရောလုတ်ခံလို့ရှိရင်ပျော်ဖို့မကောင်းတဲ့အောင်မြင်မှုပဲရပါလိမ့်မယ်သာသမီကို ပြည်လဲစီခြင်းနဲ့သာသမီကိုနားလဲစီခြင်းနဲ့ဆိုရင်မိဘတွေကသာသမီဘာဆိုတော့သိဖို့လိုပါတယ်ကိုသာသမီကနှက်ကလေးဖြစ်နေတာကိုယင်ကူးတက်လို့ဆိုပြီးစိတ်ဆိုးစရာမလိုဘူးကိုသာသမီကငားလေးဖြစ်နေတာကိုတပင်မတက်တက်ကကောင်းလားဆိုပြီးတော့ကလေးကိုနှိမ်စရာမလိုဘဲနဲ့တိတက်တဲ့မိဘတွေဖြစ်ဖို့လိုတယ်လို့ဆရာအကြံပေးခြင်းပါတယ်ဒါမိဘ size ပေါ့โอเคသာသမီ size တော့ဘာပြန်ကြည့်ရမလဲဆိုတော့အဲမိဘတွေဟာအသက်ကြီးလာတာနဲ့အမျှသူတို့အတိတ်မှာပုံနေတာများတယ်ငါတို့ငယ်ငယ်တုန်းက ငါတို့အဖွားတွေကဘလူးငါတို့မိဘတွေကဘလူးညီတို့ခင်နဲ့မတူလိုက်တာအမလေးတော်ဂျီအိုတပွဲ၈000တောင်းဆိုတော့မဖြစ်သင့်ပါဘူးတို့တော့က200ဘူးဆိုဘိုက်ရိုက်စားလို့ရတယ်သူဒီလိုတွေပေါ့ချက်ဖတ်ဖူးတဲ့စကားပုံပေါ့နော် all live on remembrance နဲ့လူကြီးတွေဟာလွမ်းစွတ်တန်းတသတိရမှုတွေနဲ့နေထိုင်ကြတယ်လေ you live on hope တဲ့လူငယ်တွေကတော့မျော်လင့်ချက်တွေအနာဂတ်တွေအောင်မြင်မှုတွေနဲ့ကြော်ဖြတ်ကြတာအဲ့ဒီမှာသူတို့နှစ်ယောက်ပြဿနာတက်တာပဲတဲ့ ။ဒါကြောင့်လူငယ်တွေကလည်းမိဘတွေရဲ့အတိတ်ကိုနားလည်ပြီးပြီးတော့သူတို့တွေကိုဖြစ်စည်းပေးခြင်းအားဖြင့်ဆရာတို့မိဘနဲ့သာသမီကြမှာပြဿနာရော့ပြီးတော့ချက်ချင်းတရားတွေပုံများလာမယ်လို့ဆရာထင်ပါတယ်။ဟုတ်ကဲ့ပါဒီတတမီနဲ့မိဘနဲ့ပြဿနာဖြစ်လာပြီဆိုလို့ရှိရင်လေဒီလို complaint လေးတွေရှိတာမဟုတ်လို့မိဘတွေဘက်ကရောဘယ်လိုတစ်ထိပ် short တင်လဲတတမီတွေဘက်ကရောဘယ်လိုတစ်ထိပ် short တင်လဲဆိုတာလေးလည်းအကြံပေးပါအောင်ဆရာ Okay ဆရာတို့နိုင်ငံမှာဆိုပါစို့အဲ arrange marriage ခေါ်မှာပေါ့နော်စီမံပြီးတော့မင်္ဂလာဆောင်ပြီးတဲ့လူဟာမျိုးဟာတော်တော်လေးခက်စားနေတော့မယ်တချို့ဒီသားတွေမှာတချို့ကြီးလက်တွေမှာဆိုမိဘတွေကမောင်ဘသူနဲ့သဘောတူတယ်မတ်ဘသူနဲ့သဘောတူတယ်ဆိုပြီးတော့ကလေးတွေရဲ့အိမ်တောင်ရေးကိုပါသူကဝင်ရောက်ဆော့ဖွက်ကြတယ်ဒါကလည်းကျရုရှေးထုံးအရာမမှားပြန်ဘူးထင်းများခြင်းလင်ဝင်ငိုင်းအင်း မိခင်ဖခင်တို့ရဲ့ဝိစုပြောခဲ့တာဟုတ်အဲ့တော့သောတကယ်တော့ထိမ်းများခြင်းဆိုတာဒီကလေးတယောက်ဟာသူ့ချစ်သူနဲ့သူတွေ့ဆုံပြီးတော့သူ့အတူကြိုက်တာကိုဆရာတို့ကပံ့ပိုးပေးလိုက်တာပဲကောင်းတယ်ငါက ဒီသူ့ကိုယူပါငါပြောတဲ့သူ့ကိုယူပါမျိုးမဟုတ်ဘဲနဲ့သူတို့တွေရဲ့စီမံထားတဲ့ဟာလေးကိုလမ်းကြောင်းမမအောင်ပံ့ပိုးပေးခြင်းအပြင်မိဘနဲ့သားသမီးဟာပြည်လည်အောင်ဆောင်ရွက်ဖို့လိုပါတယ်။သားသမီးကလည်းမိဘကိုဗာတိတက်ဖို့လိုလဲဆိုရင်တော့မိဘတွေဟာတခါတရံမှာပိုက်ဆံလိုတာမဟုတ်ဘူး။တခါတရံမှာသားသမီးရဲ့တိတက်မှုတွေနဲ့သားသမီးနဲ့နှွေးထွေးမှုကိုလိုတာလေးကိုတွေ့ဆုံးနိုင်အောင် သားသမီးတွေကဆောင်ရွက်ပေးနိုင်မယ်ဆိုရင်ဆရာတို့ပိုပျော်ရွှင်ရပါလိမ့်မယ်ဥပမာဆရာတို့နိုင်ငံကိုကြည့်ပါ most of the young people are overseas မှာသူတို့တွေပတ်စံနေရှာကြတယ်အလုပ်တွေလုပ်ရတယ်သူတို့လည်းပြင်းမှန်းနေတာ အရင်ပြင်မှန်းတာဒါပေမဲ့အိမ်ကိုပြန်ပို့ကြတယ်မိဘတွေကကြတော့လေမတားလေးကနားမနေရင်ကောင်းမယ်ဆိုတဲ့ဆန္ဒရှိတယ်သို့တော်ဦးချက်တိတ်ကမနေနိုင်ဘူးသူ run နေမှာမိဘတွေဒီလိုနေနိုင်မှာအဲ့ဒီဟာမျိုးကိုဆရာတို့နားလည်မှုရှိစွာမိနဲ့ဘာနဲ့တားနဲ့သမီးနဲ့အမိဖာသားသမီးကြားမှာတယောက်နဲ့တယောက်ဆောင်ရွက်နိုင်မယ်ဆိုရင်ပို့အဆင်ပြေမယ်လို့ဆရာအကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဆရာဟုတ်ဆရာလည်းကျေးဇူးတင်ပါတယ်မိဘတွေသားသမီးတွေတယောက်ကိုတယောက်နားလည်နေပို့ချစ်တဲ့ပို့ပျော်ဖို့ကောင်းတဲ့မိသားစုလေးပိုင်ဆိုင်ကြပါစေဟုတ်ကဲ့ပါဆရာမိခင်စင်းနဲ့ကြည့်ပါလေ င်းပါပြီဗျာဟုတ်အခုပြပြသွားတဲ့အချက်လက်တွေကတော့သားသမီးတွေအားလုံးအတွက်ရောမိဘတွေအားလုံးအတွက်ပါအကျိုးရှိမဲ့သုံးဝင်မယ်လို့ယုံကြည်ပါတယ်ဒီထက်ဒီထက်ပြီးတော့လဲစိတ်ဝင်စားကြကောင်းတဲ့အချက်လက်တွေကိုအများကြီးပြပေးမှာမဟုတ်လို့ဆက်လက်အားပေးစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်ကဲတည်ပြီလား